ဒီနေ့ကတော့နေပြည်တော်ထိနေပြည်တော်နာထိဩဒရသီရိတကုံမြို့နယ်မှာရှိတယ်စကန်းပြီးသူလူမျိုးရေးတက်မှာတော့ PLA ဝင်တိုက်ပါလေမောတောင်မြို့သိန်းတိုက်ပွဲကြီး internet social စာမျက်နှာပေါ်မှာအုံအုံထနေတာသူတွေသူတွေမပြောတော့ဘူးဒီတောင်ပိုင်းတိုင်းမှာတချို့စကန်းတွေတိတ်တဲ့နေရာမှာတချို့နေရာတွေက တစ်ဖွဲ့တစ်ခုတည်းယူတယ်လို့ဇာတိရထားတာကြားပါပြီကျွန်တော်တို့မပြောချင်ဘူးမဖြစ်တင်ဘူးเนาะဒါလေးပဲပြောချင်ပါလေကိုယ့်ကိုစဉ်းစားကြပါရှက်တတ်ကြပါဒန်းသူညီမြအခွင့်ရေးလိုချင်လို့လက်နက်ကင်ပြီးတော်လန့်နေကြတာဟုတ်ပါတယ်เนาะအဲ့တော့ဘာပဲလှုပ်လှုပ်ဒန်းသူညီမြအခွင့်ရေးတွေရှိဖို့လိုအပ်တယ်ငါတစုတည်းတစ်ဖွဲ့တည်းအကုန်အခုဒီမောလောင်တော့ဒါကျွန်တော်မတည်သေးဘူးเนาะဒါအဲပါဝင်တိုက်ခိုက်တဲ့အဖွဲ့ပေါင်းစုံဒီ BBN လေးလို့တော့ဖက်ဒရယ်ဝင်းတို့ဒုံးဖွဲ့တွေပါတယ်။ဒါ BBN လေးအဖွဲ့ပါမယ်။အခြားတော့ PDF တပ်ပေါင်းစုတွေပါတယ်။အဲ့တော့ သူတို့ပါဝင်တဲ့အဖွဲ့တွေအပေါ်ကိုအရရှိတဲ့လက်နက်တွေကိုခွဲတမ်းပြန်ပေးလာမပေးလာဘူးမဟုတ်လားတိုက်ပွဲကတော့ကျွန်တော်မတိသေးဘူးဒါပေမဲ့အစ်စ်မှပြီးခဲ့တဲ့တချို့တိုက်ပွဲတွေဆိုရင်ဘာခွဲတမ်းမှမပေးဘဲနဲ့အဖွဲ့တွေယူခဲ့တဲ့အရာတွေရှိတယ်ယူပြီးတဲ့ပြင်ပြန်ရောင်းစားတယ်ဒါမျိုးတွေကရှက်ဖို့ကောင်းတယ်ဗျအဲ့ဒါတော်လိုင်းသမားလို့နာမည်ခန့်မပြောနဲ့ကို အားလုံးပဲမင်္ဂလာပါအထူးသဖြင့်မြတ်ကိုတင်ဆက်ပေးနေတဲ့ကျွန်တော် channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ရပါတယ်ဒီ channel လေးကမြပြည်တရနေကိုတင်ဆက်ပေးနေတဲ့ channel ဖြစ်တာကြောင့် like and subscribe လေးလုပ်ထားပြီးဖို့ထပ်မံပြီးတော့အသုံးဆိုခြင်းပါတယ်အထူးသဖြင့်ကောင်းမြတ်ကိုတင်ဆက်ပေးတဲ့ video file လေးကိုကျွန်တော်နဲ့တူကြည့်လိုက်ရမှာဖြစ်ပါတယ်ဒီနေ့ကတော့နေပြည်တော်ထိနေပြည်တော်နားထိဩဒရတိရိတက်ကုံမြို့နယ်မှာရှိတယ်စကန်းပြည်သူ့လူမျိုးရေးတက်မှာတော့ PLA ဝင်တိုက်ပါတယ်မောတောင်မြို့တိမ့်တိုက်ပွဲကြီး internet social စာမျက်နှာပေါ်မှာအုံအုံထနေတာထရီထရူတွေမပြောတော့ဘူးဒီအပိုင်းမှာတက်မှာ33စစ်ကြောင်းတစ်ကြောင်းလုံးပြုတ်ပြီးတော့ USA American ကအထူးတပ်ဖွဲ့ဖွဲ့ပြီးမရောက်နိုင်တဲ့စောချစ်သူတို့တတိုက်အိမ်မှာဆုံးနေမတ်နေတဲ့ကာလဒီကနေ့ထပ်ပြီးတော့မင်းအောင်လိုင်းအတွက်မျက်ရည်20မောတောင်မြို့တိမ့်တိုက်ပွဲအတည်ပြုလိုက်ပါပြီ လက်နက်ခဲယမ်းအမြောင်များတင်စီရရှိထားပါပြီ။ဖတ်စစ်တဲ့စစ်ခွေးတိုက်ကတော့အရင်လိုလုံနေကြအတိုင်းပဲအလံပြူထောင်ပြီးပတ်စဖို့မပါပဲနိုင်ငံခြားရောက်ပါလေ။ထိုင်းနိုင်ငံဘက်ကိုထွက်ပြေးတာစစ်တပ်ဆိုတဲ့မြမတက်မတော်ဆိုတဲ့ကောင်တွေဒေါ်လိုင်းတက်တွေဝင်တိုက်ရင်တဖက်နိုင်ငံကူကူပြေးနေတဲ့အရှက်မဲ့တဲ့အခြေအနေကိုရင်ဆိုင်နေရပါတယ် ဂုံတိတ်ခါနဲ့အရှက်တရားလုံးဝကင်းမဲ့သွားတဲ့မြမမင်းအောင်လိုက်ဖက်စစ်အကြံဖက်စစ်တပ်တပြားသားမှတိတ်ခါမရှိတော့ပဲလူတော်မတို့လူရမဝင်နဲ့ကပ္ပလည်းမြမလည်းပြည်သူအလယ်မှာတဇွေးကွက်ပက်လက်မျောနေတယ်မင်းအောင်လိုက်ကျင်းဖက်ဖက်စစ်တပ်ဒါပေမဲ့မင်းအောင်လိုက်တကောင်ကတော့တေးတာတော့ချီပတ်မရက်သေးပါဘူးရွေးကောက်ပွဲကိုဆက်လုပ်ချင်နေပါသေးတယ်လောက်ပါ လှုပ်လို့ကလှုပ်နိုင်ပါတယ်မင်းလည်းလှုပ်ချင်အောင်ငါလည်းလှုပ်ချင်အောင်လှုပ်ဟောငါလည်းမဟုတ်ဘူးငါတို့လည်းလှုပ်ချင်အောင်လှုပ်မယ်ငါတို့တော်လိုင်းရေးတက်တွေကိုအမျိုးစုံတွေးခွဲတက်ရှုံနေပြီမဲ့လေထီကနေဆိုစစ်တက်နဲ့ပတ်သက်ရင်ညီကနေပဲဟေ့နော်အဲ့တော့ဒီနေ့ကတော့တို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 ့ပြောလာမျိုးပြောမယ့်စကားတွေရှိသွားမယ်နော်အဲ့တော့ပြုံးညပြောကြလက်ခမောင်းခတ်ကြဟေ့နေပြီးတော့ဥဒရတိတက်ကုန်း ယတနာမြေအခြေပြုလုံခြုံရေးစခန်း PLA လက်ပြဝင်တိုက်ပါတယ်အမားရှောင်းအပြော့တိုက်ဖြစ်ပါတယ်ခြေတန်းကိုစစ်ကြောင်းထိုးနေတဲ့အချိန်မှာနောက်တန်းစခန်းတွေဝင်စီးတဲ့ဂျူဟာမြောက်ပျောက်ကြားခြေမုံရေးတိုက်ပွဲတစ်ခုဖြစ်ပါတယ်ယတနာမြေအခြေပြုစခန်းရွှေမောင်းကွက်ရွာဒီကောင်ကြီးကရွှေမောင်းကွက်ရွာကဟိုပါတတ်စိတ်ပေါ့ဗျာတတ်စိတ်နဲ့တတ်စုနဲ့ယတနာအခြေပြုစခန်းကကောင်းနေနှစ် ဖွဲ့ပေါင်းပြီးနေမြေစိုးမျိုးကြီးစစ်ကြောင်းထွက်တဲ့ချိန်နောက်ကနေဖျက်တိုက်တာရမဲသိမ်းမျိုးတွေကစစ်ကြောင်းတစ်ကြောင်းနေပြည်တော်ကအမြန်လမ်းပေါ်ကစစ်ကြောင်းတစ်ကြောင်းအဖြစ်အခြေပြုစစ်ကြောင်းနှစ်ခုပေါင်းပြီးစစ်ကြောင်း၃ကြောင်းနဲ့ဝင်စီးတာဖြစ်ပါတယ်ရန်သူကအရှိကိုစစ်ကြောင်းမဲထိုးနေတဲ့အချိန်မှာရန်သူအတက်နောက်တန်းမှာအင်အားအနည်းငယ်လောက်ပဲရှိတယ်ကိမုံကြံနေရလို့တရင်ရတာကြောင့် PLA တက်တွေ တောက်ကြလက်တပြတ်ခြေမုန်းရေးတိုက်ခိုက်ဖို့စစ်ကြောင်းကြီးရန်သူကာကင်းမှာရုတ်တရက်စောင့်ကြည့်တဲ့အချိန်မှာအရတားတွေနဲ့ဖက်စစ်တပ်ကောင်တွေရောပြီးကင်းစောင့်နေတယ်အဲ့ဒီကိတ်ကိုဝင်စီးဝင်စီးစီးချင်းမှာပဲအဲ့ဒီစခန်းတွေကနေစွန့်ခွာထွက်ပြေးသွားကြပါတယ်အဲ့တော့ရန်သူစခန်းကိုလေ့လာတဲ့အချိန်မှာပေါ့ PLA ထုတ်ပြန်ချက်မှာကင်းကြည့်မျိုးစင်းနေလုံချုံရေးဘန်ကာရီတဲကိုဝင်စီးပြီးတကာလကြည်တောင်းမှမပြစ်ပဲအဲ့စခန်းကို တိတ်လိုက်တာပါကြီးစံ286တောက်ကြီးပေါင်းနှစ်ခုစစ်တရဲ့စစ်သုံးပစ္စည်းတွေမိရှုခဲ့တယ်နေပြီးတော့အနီးကယတနာမြေအခြေပြုလုံခြုံရေးစခန်းတက်ဆွဲနေတာနှစ်နှစ်ရှိပြီဆိုတဲ့စခန်းတစ်ခုကိုကြီးတောက်မှမဖောက်ပဲ PLA ကဝင်တိုက်ခဲ့ပါတယ်တို့ကြောင့်မင်းဒါတွေကငါတို့သိပြီးသားပဲဘာလို့လာပြောနေတာလဲပြောပြချင်ပါ ကျွန်တော်ဟိုရက်ကမိုးကမိုးမိတ်ကိုမတရားကိုစစ်ကြောင်းမဲထုံးနေတဲ့အချိန်မှာမန္တလေးကိုဝင်တိုက်ပါဆိုတဲ့အကြောင်းရင်းပြောခဲ့တာမှတ်မိကြလေဦးမယ်ကျမတွေဗျာဒါအမရှောင်းအပြော့တိုက်ပြီးရှစ်ကိုစစ်ဦးကျုံနေတဲ့ရန်သူတက်ကိုနောက်တန်းမှန်သမျှတိမ့်ပိုက်ရေးပျောက်ကြားချီမွေးပြူဟာတရက်ဖြစ်တယ်ဆိုတာကို PLD တက်ကလက်တွေ့ပြလိုက်တာပါဒါကြောင့်မို့ မင်းတို့မိုးကုတ်မိုးမိတ်မရယာတပိတ်ချင်းစင်ကူးတို့ကိုမဲနေတော့မှမန္တလေးကိုဝင်တိုက်နိုင်ရင်နောက်ကျော်ဒီဘောလာရှိုးမဲနေတော့မှပြင်းလွင်ကိုလက်တပြတ်ဝင်တိုက်နိုင်ရင်စကိုင်းမှာစာလင်ကြီးဂျောဂနီဂျောကိုမဲနေချိန်ရွှေဘူဂျောကိုမဲနေချိန်ငင်းချန်ဂျောကိုစစ်ကြောင်းမဲတော်ပြီးစစ်ဦးကျွန်နေချိန်မှာမုံရွာကအလဲပိုင်းတိုင်းအဲ sorry နမခကိုဝင်တိုက်နိုင်ရင်ဆိုတော့ ရှန်သူဟာတဖြည်းဖြည်းနဲ့ရှေ့ကိုမဲထိုးနေတဲ့အချိန်တွေ့ရပါတယ်ဒီလိုပဲမြောက်ဒီမှာ ပြဿနာတွေရှုပ်ရှေ့ရှုပ်ချက်ခတ်ထိုးနေပြီးတော့အောင်စရာစစ်ချောင်းနဲ့အာရှလမ်းမှာဖွင့်ရေးစစ်ကောင်စီတပ်ဟာမဲလုံနေတယ်နိုင်ငံတော်စစ်စစ်ချောင်းကြီးလှုပ်ပြီးတော့ကွန်ကရစ်မြောက်ဒီတင်ငန်းကြီးအောင်ပြန်ရာကြီးအားထုတ်ကြိုးပမ်းနေချိန်မှာပဲတပြိုင်နက်မဲတော်မျိုးကိုဒီနေ့သိမ်းလိုက်ပါတယ် အဲ့ဒီဒိမ့်ပိုက်တွေထဲမှာ KNL PDF ပူပေါင်းတက်တွေနဲ့ BPLA ဆိုတဲ့မောင်ဆောင်ခတ်တော့ဗမာပြည်သူလွတ်မြောက်ရေးတက်မှာတော့ပါဝင်နေဆိုတဲ့အကြောင်းတရားဝင်သတင်းအရအတည်ပြုလို့ရပါတယ်စစ်တုံးမှ40ဖမ်းမိတယ်ထိုင်းဘက်ကိုအလံပြူပြပြီးခွေးပြေးပြီးအရှက်မဲ့သွားဂုံတိတ်ခါမဲ့တဲ့ဖက်စစ်တပ်ရဲ့စစ်သားတွေခွေးပြေးပြေးပြီးတော့တရား20မမလက်နဲ့ကြီးနှစ်လက်ရတယ်တရား20မမနေမြောက်ကွာခုနှစ်မိုင်ပြင်လို့ရတယ်ဗျတရား20မမဒီအဲ့ဒီခုနှစ်မိုင် 120မမနဲ့လေဝမ်ပေါင်လေးကို၅လုံးလောက်ပြစ်သွင်းလိုက်လို့ကပြာချပြီဗျာအဲ့120မမနဲ့လေ MD1 PD ဆိုမိုထိန်ချုပ်ထားတဲ့နေရာတွေကနေပြီးတော့အလေပိုင်းနဲ့စစ်ထဏာကြောင့်နန်းတွင်းထိပြစ်လို့ရတဲ့နီးလန်းတွေရှိတယ်ဗျာ G 189တောက်လက်နက်ကြီးကြည်နော်120မမလက်နက်ကြီးကြည်နော်0.5တလက်60မမ3လက် RPG နှစ်လက်ငချင်းမီတစ်လက်မောင်းပြန် rifle 36လက်ရတယ်။မော်တော်မော်တော်ဆိုတာတင်းတိုင်တိုင်းရဲ့အဆက်ထိုင်းတဲ့ပမာအဆက်ကမြို့တစ်မြို့ဖြစ်ပါတယ်။မော်တော်မြို့ဟာစစ်တပ်အတွက်ထိုင်းနိုင်ငံရဲ့ဝင်ပေါက်တစ်ခုလို့ပြောလို့ရပါတယ်။အဲ့တော့ဒီနေ့မှာတော့မော်တော်တိုက်ပွဲအောင်ပွဲတစ်မြို့လုံးတင်းပိုက်ရရှိလာဝကယုံထွေအုံယုံအကုံတင်းပြီးတော့အကုံလုံးတစ်မြို့လုံးရရှိသွားပါပြီ။ တရင်ကိုအတီးပြုတ်လို့ရပါတယ်။အဲ့တော့တိုက်ပွဲဝင်တဲ့တပ်တော်တွေအနေနဲ့ဒီနေရာကနေဂုံပြူရမယ့်တပ်တော်တွေကတော့ပြည်မျိုးသားလူမျိုးကြီးတက်မလို့ KNL လေဗမာပြည်သူလူမျိုးကြီးတက်မလို့ PPL လေ First for Federal Democracy FED တပ်ဖွဲ့တွေပူပေါင်းပါဝင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အဲ့တော့ဒီမှာစစ်တရင်တွေပြောသလိုဟိုဘက် Allegheny Review မှာရှမ်းမြောက်စစ်ရေးအခြေအနေကျွန်တော်တင်ပြချင်ပါသေးတယ်။နော်ရှမ်းမြောက်မှာစစ်ရေးတင်းမာနေတဲ့အခြေအနေတွေဖြစ်နေပါပြီ။ MNDA เนี่ยဒီကနေ့တရားတွေပိတ်ကုန်ကြပြီဗျဟိုဘက် allergy review လာခဲ့ဒီနေ့တက်ပြီးစစ်သတင်းတစ်ခုတက်ပြောမယ်စကိုင်းကန်တလူတိုးဂိတ်ချက်စီးပါတယ်တက်မ33မုံရွာနမခတို့တွားမယ်တံပြားကစစ်ခွေးကခုနှစ်စီးစကိုင်းကန်တလူတိုးဂိတ်အနီကုန်းရွာထိတ်မှာလုံးလုံးယူဖို့ရှောက်လာတဲ့စစ်ခွေးအင်အားအကောင်20ကိုဝင်တိုက်တယ်ဆယ်ကောင်ချက်ချင်းမတာပေါ်တည်ချင်းစိုးနဲ့အစိမ့်တည်တည်ပါတယ် ရေမြောင်းပေါင်ထိတ်နဲ့ပဝင်းကျင်တွေကိုစီးနင်းနိုင်ခဲ့တယ်လက်နက်ကောက်ဖို့ကြိုးစားတယ်စစ်တပ်ကစစ်ကူရောက်လာလို့ပြန်ဆုတ်တယ်လက်နက်ကြီးတွေနဲ့ရမ်းပစ်တယ်ဂုံးရွာချေးရွာပြည်သူပိုင်နေနှလုံးမိရှုဖြက်စီးနိုင်မဖြစ်စို့မြို့ဖြက်စီးသွားတယ်ဖက်စစ်တပ်ကအဲ့တော့လင်းယုံပျောက်ကြားညီနောင်တပ်ဖွဲ့လက်ရပြဝန်တိုက်တာ ဖြစ်ပါတယ်ဆိုတော့ဒီကနေ့မှာဗမော်အချီနေကလည်းမိုးရဲရေတယ်တီဘောခွင်ကလည်းစစ်တန်ထွက်လာပြီကမ်ဘလူနဲ့ခင်ဦး ရင်တိုက်ရွာနာကစစ်ကြောင်းဖျက်တိုက်ခံရတယ်ဒီအတွက်နာမခတိုင်မူခေါ်ချိတ်ခံရပါတယ်ချွေးကောက်ဝဲလုံးမယ်ရွေးကောက်ဝဲလုံးမယ်လို့စီစဉ်ဆိုင်ပြနေတဲ့ဖက်စစ်တပ်ဟာရွေးကောက်ပွဲနဲ့နီးကပ်လာလေလေစစ်ရှုံးတာတွေနဲ့ရင်ဆိုင်ရလေလေအခြေအနေကိုတွေ့နေရပါတယ်ရွေးကောက်ပွဲမဖြစ်ခင်မှာမလုံနိုင်ခင်မှာ စီအခြေအနေဒီစုံတရားပြောင်းလဲသွားနိုင်ပါတယ်။ဒါကိုယုံကြည်ပေးပါ။ဒီချုပ်ကိစ္စတွေထွက်ပြီးတော့မပြောချင်ဘူး။အဲ့တော့ဒီကနေ့မှာချုပ်ပြောရရင်တော့ဗျာပျော်သလားဟိမောင်တို့ကြီးပေါ့။အောင်မွေးသတင်းတွေတလူလူလွင့်။အောင်လံတော်ကိုလွင့်နိုင်တဲ့သတင်းတွေကြီးပဲဒီအပိုင်းမှာခက်ဆိတ်ဆိတ်ဖြစ်လာတယ်ဆိုတော့ကျွန်မရဟတ်တပတ်လေပြီ။၁၀နှစ်ဆက်ကုန်ဒုတိယလှိုင်းရလို့ကာလာမျိုး မကြခင်လာရောက်တော့မယ့်အရေးအကြောင်းတွေပြနေပြီအဲ့တော့ကျွန်တော်တို့ရခင်ရတဲ့တော်လိုင်းကြီးကိုအာယုံ စိုက်ကြပါဒီတစ်ခါကတော့သူမနာကြောမှလည်းဒံယာတွေနဲ့ဖြစ်တဲ့အတွက်မပေါ့ကြစီချင်ပါတို့တော့ဒီလိုတိုက်ပွဲတွေအောင်ပွဲတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တိုင်းပြည်တိုင်းသူပြည်သားလူအများကဂုံယူဝမ်းမြောက်နေချိန်မှာပဲ ကျွန်တော်တို့အမျိုးသားညီညွတ်ရေးအစိုးရရဲ့ဝန်ကြီးချုပ်တို့ဘာလို့က stock exchange ကိုရောက်သွားပြီဆိုတော့ SDB ဘဏ်ကိုကြော်ညာနေပါတယ်ခင်ဗျားတို့တွေ့ကြတယ်မလားဒါကျွန်တော်တို့အပြစ်ပြောနေတာမဟုတ်ဘူးမောတော်မျိုးသေးတိုက်ပွဲမှာ KNL နဲ့ BBL နဲ့ FED နဲ့ဒီတပ်ဖွဲ့တွေတိတ်နိုင်တဲ့အတွက်ဂုံယူဝမ်းမြောက်ကြောင်းနေပြီးတော့အနီးနားကစခန်းကို ကြည့်တော့မှမဖောက်ပဲလက်တပြတ်သိမ်းလိုက်လိုက်တဲ့ view ဟာကိုလိလာဆန်းစစ်တုံးသက်ကြည့်ရှုရမယ်ဆိုတဲ့အချိန်ဒီမှာငါတို့အမျိုးသားညီညွတ်ရေးအစိုးရကြီးဘန်တစ်ခုထောင်စီးပွားရှာပြီးအဲ့ဒီကပတ်စံတွေကိုဒေါ်လာရေးတွေရောက်တယ်လို့တော့ထုတ်ပြန်ထားတာတွေ့တယ်သို့တော့ဘလို့ရောက်တယ်ဘလောက်ရောက်တယ်ဘသူတွေကိုပေးတယ်ဆိုတာတော့မသိသေးဘူးဆိုတော့ဘာပဲဖြစ်ဖြစ်ပါစစ်နိုင်တိုက်ကြဖို့လိုတယ်ဘယ်သူဘသူကမှလက်ညှိုးထုတ်ပြီးအပြစ်ပြောနေတာမဟုတ်ဘူး စစ်နိုင်အောင်တိုက်စီချင်းနေတာပါစစ်နိုင်အောင်တိုက်ဖို့ဆိုရင်ခမရတို့နဲ့အတူကျွန်တော်တို့တသားလေးလိုက်ပါဖို့အစဉ်သိရှိပါတယ်မိသူလူလူတည့်ရလုံးကလည်းဝမ်းမြောက်ဝမ်းသာချူချူကြမှာပါတိုးတော့ခမရတို့လှုပ်ပုံကတိတ်တော့မဟုတ်သေးဘူးဗျကဲအောင်ပွဲနေပဲကျွန်တော်တို့နေကုန်းချွတ်ရအောင်တနင်္လာနေ့တိုင်းကဒီနောက်ပိုင်းမှာအောင်ပွဲတွေအလီလီရလာတယ် မောတောင်မျိုးသိန်းတိုက်ပွဲဟာအထံတစ်ဆက်မှမထွက်ပဲလနဲ့ချီပိတ်ဆို့ထားပြီးလက်တပြတ်သိမ်းယူလိုက်တာဖြစ်တယ်။နောက်ပြီးတော့ PLA ရဲ့နေပြည်တော်အနီးကစစ်စခန်းတစ်ခုကိုဖြတ်ခနဲဝင်သိမ်းတယ်ဆိုတဲ့အချက်ဖက်စစ်တပ်ဟာရှေ့မှာတော့ဂုံစာပြနေပြီးအနောက်မှာဖိန်ဟောင်းလောင်းဖြစ်နေတဲ့အချက်ကိုကျွန်တော်တို့တွေ့လိုက်ရတာပဲ။ဒါဟာဒါဟာစစ်ရေးအတွက်အင်မတန်အရေးပါတဲ့တော့ချက်တစ်ခုဖြစ်တယ်။ဒါကြောင့်မို့ရဲဘော်တို့ကြီး ဉာဏ်ပညာနဲ့တော်လိုင်းရေးကိုဆင်ွယ်ကြပါအတူတကွညီညွတ်စွာတိုက်ပွဲဝင်ကြပါစစ်ဦးကျုံနေတဲ့ဖက်စစ်တပ်ရဲ့စစ်ကြောင်းတွေကိုဝိုင်းပတ်ပိတ်ဆို့ထိန်းချုပ်ထားပြီးလက်ဟာနေတဲ့နောက်တန်းစကန်တွေကိုတပြိုင်နက်တည်းဆက်ဝင်တိုက်ကြပါဒါဆိုရင်တော်လိုင်းရေးဟာလက်ရှိအခြေအနေကနေပြောင်းပြန်လာနိုင်တဲ့စီရေးအားတာချက်ကိုကျွန်တော်ပြန်ရရှိနိုင်မှာဖြစ်ပါတယ် ဒါကိုလည်းပြည်သူလူထုကမျှော်လင့်နေမယ်လို့ယုံကြည်ပါတယ်။နောက်ထပ်အမျိုးသိမ်းတိုက်ပွဲနောက်ထပ်အလစ်အငိုက်ပျောက်ကြားချိန်မှုကြီးတိုက်ပွဲနောက်ထပ်လစ်ဟာနေတဲ့ဖက်စစ်တပ်ရဲ့အင်အားချိနေသောနောက်တန်းစခန်းများကိုသိမ်းပိုက်ရေးပြိုဟာနောက်ထပ်ဖက်စစ်တပ်အိမ်ရှိဘူးအိမ်နောက်မချမ်းသာလို့အခြေအနေမျိုးရောက်အောင်နောက်တန်းစခန်းကစစ်တပ်လိုင်းခန်းတွေဖက်စစ်တပ်နဲ့ဆက်ဆက်ပတ်သက်တဲ့နေရာတွေလေရင်ကွင်းတွေလေချောင်းရံကာဝေးရေးစခန်းတွေ ချက်ချက်တတိထားပါအားလုံးကိုကျေးဇူးချစ်ပါလက်ရှိစစ်ကောင်စီဟာထီခိနေသက်စခန်းကိုလည်းလက်လွတ်ထားတယ်အဲ့တော့လက်ရှိထိုင်းကဘုရားတုံးစုနေသက်ခိတ်ကိုပိတ်ပြီးတော့ထီခိကိုဖွင့်ဖို့တာစုနေတယ်ဖွင့်နေတယ်ပေါ့ဒါပေမဲ့အဖက်မှာတဖက်ကအခြေအနေကရှင်းရှင်းပြောရရင်တော့နိုင်ငံအောင်ကိုစားပြုတဲ့အစိုးရတရက်မပေါ့မထိန်ချုပ်နိုင်သေးတဲ့အတွက်ထိုင်းကလည်းဒီကိစ္စကိုချိန်နေတယ်ထိုင်းရဲ့နိုင်ငံ policy ကတော့ရှင်းတယ်ဘ ਹੁ အစင်းကတော့ ဒီမင်းအောင်နိုင်တို့ပါဝင်စစ်ကောင်းဆောင်အနေနဲ့ထိရှက်မှုလုပ်ထားတယ်။နယ်စပ်တွေမှာအဆင်ပြေအောင်နေတယ်။အဲ့ဒီအတွက်ကျွန်တော်တို့နော်ကျွန်တော်တို့ဆိုဒီကရင်လက်နက်အဖွဲ့တွေကိုဘာကြောင့်ကူခဲ့တယ်ဆိုတာနယ်စပ်ကြောမှာတောက်လျှောက်ရှိတာဒီသူတို့ဟိုအဖွဲ့တူတူမတူနေကျွန်တော်တို့ကတော့အလုံးတော်လိုင်းအဖွဲ့လိုပဲတတ်မှတ်ထားတယ်။ KTN လေးဆိုလည်းကော်တူလေးအဖွဲ့တွေရှိတယ်နော်တတ်မှတ်လေးအောက်ဘက်တီကီတို့မော်ဒန်တို့ဘက်မှာဆိုတတ်မှတ်လေးနော်တိုင်ရင်တိုင်ရင်အများကြီးရှိတယ်စက်တစ်ထိရှိတယ် ပြီးလို့ရှိရင်ကျွန်တော်အပေါ်တက်လာမယ်ဆိုရင်ဒါ KNU ရဲ့အခြားတိုက်ရင်ခွင်းနေနေဆက်တောက်လျှောက်အဲ့ဒီအတွက်ခိုင်းဟာကျွန်တော်တို့တော်လန်ရင်အင်အားစုအများဆုံးရှိတဲ့ဒေတာခိုင်းဆိုရဲ့ဆက်ဆံရေးပြောင်းလဲလာဖို့ဆိုတာနေဆက်တွေကိုကျွန်တော်တို့ပိုင်နိုင်ဖို့လည်းလိုအပ်တယ်ဒါလည်းလိုအပ်ချက်တွေကတစ်ခုပဲဒါကြောင့်မလို့တော်လန်ရင်အင်အားစုမှန်တယ်မြတ်အဲ့ဒီနေဆက်ကြောကိုပိုင်နိုင်ဖို့အတွက်ကျွန်တော်တို့တွေဝိုင်းကူညီပေးခဲ့တယ်ဝိုင်းလုပ်ပေးခဲ့တယ်ဒါပေမဲ့ဘုမင်းလင်းပြောမှအခြေပြင်းပြန်ချကြတယ်နော်အဲ့လိုမျိုးတွေကြတော့စက်ပြစ် ်ဒီကာလဟာကျွန်တော်တို့ရဲ့ဘုံရန်ဒူဒီဒီစစ်တပ်ပဲရှိရမတိုက်နိုင်တဲ့ဒူကဘေးထိုင်တယ်အချင်းချင်းခြားတယ်ဆိုတာကရင်ချင်းချင်းခြားတာလည်းကျွန်တော်လက်မခံဘူးဘာလူမျိုးမှအချင်းချင်းခြားเสียအကြောင်းမရှိဘူးဒီကာလမှာဒီကာလဒီခြားမှာဒီဘုံရန်ဒူဖြစ်တဲ့အာနာရှင်လောက်မှတောင်းရင်ဖန်ဆောင်နေတဲ့ဒီစစ်ခွေးတွေနဲ့တော်လိုင်းအင်အားစုပဲရှိတယ်အခြားတော့ကိုအချင်းချင်းဟာတယောက်တယောက်အမြင်ချင်းမတူနေရမယ်ညှိလို့ရတယ်မူဝါဒချင်းမတူနေမယ်ညှိလို့ရတယ် အဲ့မဲ့အချင်းချင်းပြန်ပြီးတနက်ပြောင်းပြန်လှည့်တဲ့လောက်ရက်ကိုလုံးမယ်ဆိုရင်အဲ့ဒီတနက်ကင်ထားတဲ့သူကဘာဖြစ်မလဲလက်နှက်ကင်အောက်တန်းစားဖြစ်မယ်ဒါကိုတိဖို့လိုတယ်ဒါကြောင့်မို့လို့နော်ကျွန်တော်ဒီနေဆက်တွေမှာဝိုင်းပြီးတော့ဝိုင်းလောက်ပေးခဲ့တယ်ဆိုတာအခုလို့အောင်ပွဲတွေကိုရစေချင်လို့ဘယ်အဖွဲ့ရပဲရရနောက်ဒီညမှာရှင်းမှာကျွန်တော်ပြောခဲ့သလိုပေါ့ကျွန်တော်တို့နိုင်ငံရဲ့နှစ်ပေါင်း6လောက်ကင်ခဲ့တဲ့လက်နှက်ကင်လမ်းစဉ်တွေလက်နှက်ကင်ဟိုအရာဓာတွေကိုစွန့်လွတ်ခိုင်းခြင်း ဘာဖြစ်လို့ဒီစကားပြောတာလဲဆိုတော့တော့နှစ်ပေါင်း60လောက်ကြိုက်ထားတာအဲ့မှာရှိတယ်ဟိုကျွန်တော်ပြောထားတယ်ထိတ်ပြောက်မကောင်းเนาะရုပ်တယောက်ဆက်နေရုပ်နဲ့အဲ့ဒီလူပြောထားတဲ့အထက်မှာလည်းရှိတယ်သူ့အောက်မှာလည်းမှန်ထားတာရှိတယ်အဲ့ဒါဘာပြောထားလဲဆိုတော့ငါတို့ကနှစ်ပေါင်း60လောက်တိုက်တာတဲ့ဘာအစိုးရမလို့ဦးတဲ့ AUG ကိုပြောလို့ကျွန်တော်တို့က AUG တော်ပြီးမဟုတ်ဘူးဒါပေမဲ့ AUG မှမဟုတ်ဘူးဒီတော့လန်ရင်းမှာတတ်ဦးဆိုတဲ့အစိုးရတရားရှိကဒါကိုဘုရားဖုံးမြတ်နိုင်ကိုယ်တိုင်လည်းပြောထားတယ်ဘုရားဂွမ်မော်လည်းပြောထားတယ်နော် ပတ်ဦးအစိုးရရှိရမယ်ဆိုတဲ့ဟာကိုအောက်မှာဘလို့ဝိုင်းမှန်လဲဆိုတော့ငါတို့နှစ်ပေါင်း60လောက်တိုက်လာတာတဲ့ဘာအစိုးရမှမရှိဘူးအဲ့ဒါမင်းတို့အောင်မြင်တာတချို့လူတွေကလေအဲ့ဒီနှစ်ပေါင်း60လောက်တိုက်လာတာကိုဂုံလူစီအရတို့ထင်နေတော့အဲ့ဒါဂုံလူစီအရမဟုတ်ဘူးစစ်စရာကြီးနှစ်ပေါင်း60တိုက်လာတာဘာတိုက်လာတာနိုင်လားအဲ့နိုင်နေဆိုရင်တော့ငါတို့နှစ်ပေါင်း60လောက်အာတင်းပြီးတော့နိုင်အောင်တိုက်လာလဲဆိုတော့ဂုံယူလို့ရတယ်ဒါပေမဲ့နှစ်ပေါင်း60တိုက်လာတာမနိုင်ခဲ့ဘူးလေ အဲ့ဒီမနိုင်လာတာကိုဂုံယူစရာမဟုတ်ဘူးခက်ရရင်ပြောရရင်တော့နှစ်ပေါင်း60တိုက်တာဂုံယူစရာမဟုတ်ဘူးအဲ့ဒါစောက်ဘုံမကြလို့မနိုင်တာရှင်ကျင်းလေအစ္စရေးကာဇာကမ်းပြောင်းတစ်ချဲချအုံးနဲ့ဆိုမှအမှုတ်ကြည့်သွားတယ်နော်အဲ့ဒါမှဂုံယူစရာအဲ့ကျွန်တော်တို့ကအဲ့ဒီနှစ်ပေါင်း60တော့အတွေ့အကြုံလေးနော်လက်နက်ကင်စားတဲ့ feeling လေးဒါလည်းထည့်ပြောရမယ်ဘာဖြစ်လို့လဲဒီနေ့ခေတ်မှာအဲ့ဒီနှစ်ပေါင်း60လောက်ကလာခဲ့တဲ့ဆဲလေးတွေမှာတကယ်တော်လိုင်းစိတ်နဲ့တိုက်နေတဲ့အဖွဲ့စည်းတွေရှိသလိုလက်နက်ကင်စီးပွားရှာတဲ့အောက်ခန်းသားတွေတပုံးကြီးနော်အဲ့တော့အဲ့ဒီဟာတွေကိုစွန့်လို့ဖို့လိုတယ် တော်လန်ရေးစိတ်နဲ့အားလုံးပြီးအောင်တိုက်မယ်ပြီးွားလာလားမင်းတို့ငါတို့အမြင်မတူကရင်ဘယ်နဲ့ဖွဲ့ရှိတယ်ဆယ်ဖွဲ့ပဲဖြစ်နေပြီလားငါတို့အားလုံးကကရင်မုံမနဲ့ဖွဲ့ရှိတယ်လားငါတို့အားလုံးဘုံနေလားဘယ်လိုဘယ်နဲ့ဖွဲ့ရှိတယ်လားငါတို့လည်းမင်းတို့ဘာဖြစ်ချင်ကြလဲအင်းဘယ်လိုဖြစ်ချင်မင်းကဘယ်လိုဖြစ်ချင်လားငါတို့ညှိကြမရဘူးလားရတယ်အတိတ်ကပါလေဘုံရန်လူလားခင်ဗျားတို့ကောင်းတော့တိုက်လိုက်ပြီးအဲ့ဒီနယ်မြေတွေအဲ့ဒီလုပ်ငန်းတွေအဲ့ဒီအရာတွေအားလုံးကဘယ်ပြည်သူမှမလုပ်စရာအောင်အမှတ်ခံတယ်အမှတ်ခံတယ်ခင်ဗျားတို့ပဲလုပ်ကြမှာနော်အဲ့ဒီအခုကြားဖြတ်လုပ်နေတာလို့နော် အဲတက်လောက်ကတည်းလုံနေတာလို့ပြီးရင်ခဲလုံငန်းတွေလုံနေတာလို့အများကြီးရှိတယ်ကျွန်တော်မပြောချင်လို့နော်မပြောဘူးဆိုတာမဟာမိတ်ဆက်ဆံရေးတွေထိလိုက်မှာဆိုလို့မပြောတာပူမင်းလေးတွေပြောရရင်တော့မတည်ဘူးမဟုတ်တည်တယ်နော်အဲ့ဒါတွေကတော်လိုင်းအလွန်ခင်ဗျားတို့လွတ်လွတ်လပ်လပ်မလုပ်ချင်ဘူးလားတစ်ဖက်ကစစ်ကောင်စီဆိုတဲ့ဖိအားမရှိမဲနဲ့မန်ကန်နဲ့စနစ်နဲ့မန်ကန်နဲ့လမ်းကြောင်းပွင့်ပွင့်လင်းလင်းနော်အေးစေးစေးနဲ့မလုပ်ချင်ကြဘူးလားလုပ်ချင်ကြတယ်ဆိုဘုံရန်သူကိုအရင်ကုန်လုံးတိုက်ပြီးမှပို့ချင်းချင်းညှိလို့ရတယ်ဘုံရန်သူကမလဲလေကိုချင်းချင်းထားချတယ်ဒုက္ခ hôm hôm con phải là không đi về đâu hey 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 ta hey ta hey hả hả đi về đâu không chúng ta đang mà hỏi lấy tu sa chính nhân tại vì đâu ta nấu mà chết thì này cái gì ta đang muốn hồ nhà đủ gỗ này ông tại vì cả bà gú được ông quên đi nhắm nhắm đủ bà đấy cầm nhắm đủ số mua nhà thì ta tao chọn mà à luôn số mua này phải lục nó kia nhiều đấy kia có đủ lấy có đủ lấy nhau bgl đấy bgl đấy nhau dgv đấy dgv đấy nhau cầm nhắm đủ bgl đủ dgv đủ nó mình đi ra cũng chỉ nhà mấy ông này cầm nhắm đủ cả mà mẫu nó thôi chui mà cũng mình lên đây là thôi chui mà anh ဘဒူဟာမိတ်ဆွေစစ်လဲကိုကိုတိနေပြီ BGN နဲ့ DKB အနေနဲ့เนาะဒါပေမဲ့ဟို BGN က DKB ရောတော်နိုင်ကြီးမှာဝိုင်းကူနေတဲ့အပိုင်းတွေအများကြီးရှိပါတယ်ကျွန်တော်တို့တိတယ်ဒါပေမဲ့အလုံးစုံရက်တီခိုင်းနေကြတာဘာဖြစ်လို့လဲတရားတာနဲ့မတရားတာမှားတာနဲ့မှန်တယ်ဂျားနေမရှိဘူးဂျားနေဖို့စိတ်ကူးနေဒါကြောင့်မို့လို့ဆုံးဖြတ်ကြတော့ဘဒူကမိတ်ဆွေဘဒူကရန်တူလဲဆိုတော့ခင်ဗျတိတင်နေပါပြီเนาะဒါကြောင့်မို့လို့တက်တက်လုံးလက်နှက်ကင်ပြီးစီးပွားရှာမဲ့စိတ်သက်တွေကိုလျှော့ပြီးတော့အလုံးလွတ်မြောက်အောင်ဝိုင်းလုံးပေးကြပါလို့တိုက်တွန်းပါတယ်ဒီကနေ့ ဒီမော်တော် စကန်ထိုင်တိုက်ပွဲမှာပါခဲ့ကြတဲ့သူရဲကောင်းတယောက်ချင်းစီတိုင်းကိုလေးစားတဲ့ဂုံပြုတ်တယ်ခမတော့တပိုင်းဘယ်တော့မှမရဘူးကြာဆုံးစစ်တီးရောရှိတယ်မရှိဘူးကျွန်တော်တရင်မမေ့ရတယ်တရင်လုံးလှုပ်ရှုပ်နေတယ်ကျွန်တော်နော်အဲဘလောက်ပဲဖြစ်ဖြစ်အဓိကကတော့အောင်မြင်ဖို့အဓိကနော်ကိုယ့်ဘက်ကမကြမဆုံးပဲနဲ့အောင်မြင်ဖို့အဓိကဒါကြောင့်မလို့ပေါင်းနေတဲ့လူအားလုံးကိုလေးစားပါလေအားလုံးကိုဂုံနဲ့ဂုံပြုတ်ပါလေနောက်ထပ်အောင်ပွဲတွေလည်းဆက်တိုက်ရရှိပါစေနော်အားလုံးနဲ့အေးတူပူမျှနော်မရှိတူရှိတူတူရဲဘော်ပဲစိတ်နဲ့နော်လက်တွဲနိုင်ရပါစေငါကတော့ တာပါစေမင်းကတော့နာမစေတို့ရဲ့စိတ်သက်တွေမထားကြပါစေနဲ့အားလုံးကိုဂုဏ်ပြုပါ